မင်္ဂလာပါရှင်ကျမကတော့ဖူအီအီနွယ်ပါဒီဗီယိုမြင်တန်ကြားတဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ရန်ကုန်မြို့မှာတိုက်ခိုက်ငါးကားတွေဇက်တိုက်မြင့်တက်လာတာကြောင့်လူစုပြီးပေါင်းဆက်ငါးရဲနေထိုင်တာတွေပိုလောက်လာကြတယ်လို့အိမ်ငါးနေထိုင်သူတွေစီကနေသိရပါဗျာ နေကနေအလုံလာလို့သူတွေစုပြီးတော့ငားရက်နာအပြင်မိသားစုလိုက်စုပေါင်းနေထိုင်တာတွေရှိလာတာလို့သူတို့ကဆိုပါတယ်။လက်ရှိတိုက်ခန်းငားကအနေနဲ့နေရာအထက်အမြင့်နဲ့အခန်းအပြင်အစဉ်ပေါ်မူတည်ပြီးတော့အနည်းဆုံးကျက်နှစ်သိန်းကနေ၅သိန်းအထိဈေးပေါက်တယ်လို့ပွဲစားတွေစီကနေသိရပါတယ်။ အဲ့ဒီအခန်းစည်းဟာအာနာမသိန်းခင်ကအချိန်ထက်အနည်းဆုံး၂ဆမြင့်တက်သွားတာဖြစ်ပြီးအငားသက်တမ်းပြည်တိုင်းဈေးတက်လေးရှိတယ်လို့လည်းအင်္ဂါနေထိုင်သူတချို့ကပြောပါတယ်။အဲ့ဒီလိုအင်္ဂါကကုန်ကြဈေးသက်သာအောင်ပေါင်းစပ်နေထိုင်တာတွေပိုလောက်လာသလိုမိသားစုနယ်တဲ့အင်ရှင်တချို့ကလည်းအိမ်ဈေးပိုရအောင်လို့လူပိုခေါ်တင်တာမျိုးတွေရှိတယ်လို့သူတို့ကပြောပါတယ်ရှင်။ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေစစ်ကြောင်းထိုးလာတဲ့အတွက်ညာရင်းချင်းစစ်ဆောင်ခဲ့ရတဲ့ဖဲခုံအင်းအရှိဘတ်ချန်ကဒေသခံတပေါင်းကျော်ဟာစားနေရိတ်ခါနဲ့အမိုးကာရီလိုအပ်နေတယ်လို့ကုညီပေးနေသူတွေကလည်းသိရပါဗျ။ဒီသတင်းကိုလေ့ရင်ပြဖို့ထားပါရရှင်။ချမ်းပြည်နယ်တောင်ပိုင်းဖဲခုံအင်းအရှိဘက်ချမ်းမှာရှိတဲ့ကျေးရွာတွေဘက်ကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေကစစ်ကြောင်းထိုးနေတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေပြီးဒေသခံတပေါင်းကျော်ဟာညာရင်းချင်းထပ်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ ဂျွန်လ10ရက်ညနေ6နာရီကစပြီးစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေဟာရောင်ချီမြို့နယ်ကနေဖေခုံအင်းရှိဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်ထပေးတင်းဆောင်ခဲ့ရတဲ့ဆောင်းနှန်းခဲလွယ်ပေါ်နန်းပေါ်လုံးလဟဲနဲ့ပိန်းနေကုန်းရွာပါဝင်ကြေးရဆရာကဒေသခံတွေဟာစားနပ်ရိက္ခာနဲ့မိုးကာတွေလိုအပ်နေတယ်လို့ဆိုပါတယ် ဒီအရေးပေါ်ခက်ခဲနေတဲ့ကတော့ဒီစာနာရိခာပိုင်းကဥစားပြီးတည်နေတယ်ရှိမယ်နောက်ပြီးတော့နံပါတ်2နေနေကြတော့သူတို့ကတဲအိမ်ဆောက်ဖို့မိုးကလေးတွေကလည်းအများကြီးလိုအပ်လာရှိပါတယ်ဒီအများကြီးကိုလည်းတက်ပို့နိုင်တဲ့အနေထားမှာလည်းမရှိခါကြတော့ဒီအခုအထယ်လေးတွေစောင့်ကစားရှင်းတောင်ကစားအကုန်လုံးအများကြီးလိုပါတယ်နောက်ပြီးတော့ဒီဆေးဝါးခန်းကဏ္ဍတွေကစားလीနော်ဒီနောက်ဖက်ချမ်းမှာဆိုတော့ နီးစက်ရဒီဆွေမျိုးစုတွေနားမှာကစားလာတွေဟာလုပ်တယ်။အရေးပေါ်နေတဲ့ကဟိုစားဖို့အတွက်တနဆာလနဆာကကုင္ကြီးပေးနိုင်တဲ့ဒီဖက်စီကနေမှကုင္ကြီးပေးတာလည်းရှိတယ်ပေါ့နော်။ဆိုတော့ဟိုတဒါလက်ရှိသူတို့ရဲ့ loss ဖြစ်ရှင်းနေရတဲ့ဒီအခြေအနေလေးကြီးပေါ့နော်။ကြေးရတွေကအိမ်တော်စုတထောင်ကျော်နဲ့လူဦးရေတထောင်ကျော်ရှိတဲ့ဒေသခံအများစုဟာဖေကုံနောက်ဖက်ချမ်းကိုတင်းချောင်သွားကြတာဖြစ်ပြီးတက်ကြီးရွယ်ကိုကလေးတငယ်တွေနဲ့အမျိုးသမီးတွေအများစုပါဝင်တယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေဟာ ဂျော်လာနှစ်ရက်မှာအင်အားတစ်ထောင်ကျော်နဲ့ရေပူကြီးရဘက်ကိုစစ်ကြောင်းထိုးနေရယူခဲ့ပြီးတဲ့နောက်နောက်ထပ်ကြီးရတွေကိုစစ်ကြောင်းထက်ထိုးနေတာဖြစ်ပါတယ်။မိုဘေးမှာတော့ကျွန်တော်တို့ drone တွေတော့လိုက်ချနေလို့ဆိုပြီးတော့အမြန်အမြန်တော့မောင်းခဲ့ရသေးတယ်။အဲအခုကတော့အဲ့နတ်တော့တဝိုင်းပေါ့နတ်တော့လည်းလွယ်ပေါ့တကြောပေါ့ဘာရရောများတယ်ဒီဘက်ကတော့ညနေမေရနေနေလက်ခတ်တော့တိတ်မတိဘူးဖြစ်နေလွယ်ပေါ့နဲ့နတ်တော့တကြောပေါ့ ဒီဘက်ကလည်းဒီနေ့ဆိုရင်ကားရှိစီ6စီးတော့ရှိပါတော့အမျိုးမျိုးကိုယ်စွတ်မှလည်းနည်းမီရွာတာပေါ့နော်ဒီရင်မမြောပြင်းထန်တော့ပြင်းထန်တဲ့အတိုင်းပဲဒီဘက်ကလည်းကားထားတော့အမျိုးမျိုးရှိရှိတော့နည်းနည်းအချိန်ရပါလိမ့်မယ်ဖေကုံမြို့နယ်ရှိဘက်ချက်မှာစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်ကစစ်ကြောင်းထိုးနေပြီးတနက်ကြီးနဲ့ရန်တမ်းပစ်ခတ်တဲ့အတွက်ဂျွန်လအတွင်းပြည်သူ၃ယောက်တိဆုံးပြီး၆ယောက်ထပ်မင်းဒဏ်ရာရရှိခဲ့တယ်လို့ဖေကုံ PD ရဲ့၁၀၆တရင်ကဂျွန်လ၁၇ရက်မှာထုတ်ပြန်ထားပါတယ်။ အဲ့ဒီဘင်းစစ်ကြောင်းထိုးရတချောင်းမှာရှိတဲ့ကျေးရွာတွေကပြည်သူတွေကိုစစ်ကောင်စီတပ်ကစစ်မှုထမ်းအတွက်အတင်းကျပ်ဖမ်းဆီးတာငွေကြေးကောက်ခံတာပြင်ညှဉ်းပန်းနှိစက်တာတွေလည်းလုပ်နေတယ်လို့ဖေကုံ PDF ကဆိုထားပါတယ်ကျွန်တော်လင်းရင်ပါ AR တိုင်းတာပေါင်းမြို့နယ်မှာစိုက်ပန်ချင်းွေပေးဖို့ကြံနေတဲ့တောင်သူတွေကိုဂျွန်လတ်ဆေရကမြို့နယ်အုပ်ချုပ်ရေးမှူးကခေါ်ယူပြီးတော့ချင်းွေတွေကိုအများဆုံးပြန်ဆက်ဖို့လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်ရဲ့ဗိုလ်မှူးမြို့နယ်အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့အဖွဲ့က ချင်းငွေမပေးနိုင်သေးတဲ့ကြေးရွာအုပ်စုတစုစီကနေဒေသခံတောင်သူ9ယောက်ကိုခေါ်ယူပြီးတော့ချင်းချောက်ပြီးတော့ခံဝင်ကြိလက်မှတ်ထိုးခိုင်းခဲ့တာလို့တောင်သူတယောက်ကပြန်ပြောပြပါဗျာ။တာပေါင်းမြို့နယ်ကြေးရွာအုပ်စု10အုပ်စုကအကျွေးဆက်ဖို့ကြံတဲ့တောင်သူတွေကိုတအုပ်စုလင်ကိုစားပြုတောင်သူ9ယောက်စီခေါ်တွေ့ခဲ့တာဖြစ်ပြီးစိုက်ပံချင်းငွေပေးဖို့ကြံတဲ့တောင်သူတွေစီကနေငွေတွေပြန်ရအောင်တာဝန်ယူပြီးတော့တောင်းခံပေးရမယ်လို့ပြောဆိုခဲ့တယ်လို့သိရပါဗျာ။စစ်ကောင်စီရဲ့ခေါ်ယူချင်းချောက်ခံရတဲ့လေသမားတွေအနေနဲ့ပြန်ပေးဆက်ရမယ့်စိုက်ပံချင်းငွေတွေဟာ 2023ခုနှစ်အတွက်ထုတ်ချေခဲ့တဲ့ချင်းငွေကြွေးကြံနေဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီဗီယိုမြင်တန်ကြားတဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့တာပါ။ကျမတို့ဖူးအီအင်းတွေပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။